ုဒ္ဓဘုသားကြီးများတွေအခုဖြတ်တန်းဝင်ရကားတော့မယ်ဒီဇင်ဘာလတလတာနဲ့ပတ်သက်တဲ့ကကြမ္မာအခြေအနေများကိုပြည့်ပြည့်စုံစုံလေးဒါတေရော့ကလေးတွေနဲ့ခေါ်ပြောပေးပါမယ်ဖြစ်ပါတယ်ခင်ဗျာပထမဆုံးတော့အလုတ်ကိုင်းနဲ့ပတ်သက်တဲ့အခြေအနေလေးကိုကျွန်တော်ဆက်ပြီးတော့ကြည့်ပေးပါပြီအဲ့တော့ဘုဒ္ဓဘုသားကြီးများဟာဒီ ဒီဇင်ဘာလအတွင်းမှာပေါ့နော်အလုတ်ကိုင်းနဲ့ပတ်သက်လာလို့ရှိရင်သူကဖြည်းဖြည်းချင်းပေါ့တိုးတက်အောင်မြင်မှုတွေကိုရှာဖွေရရှိနိုင်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်။ဟုံးတိုင်းတိုင်းနဲ့ပေါ့နော်လှင်းလင်းမြန်မြန်လှုပ်တယ်ဆိုတာလည်းဖြည်းဖြည်းအေးအေးနဲ့မှန်မှန်လေးလှုပ်သွားတာဟာကိုယ့်အတွက်ပိုကောင်းလိမ့်မယ်လို့တွေ့ရပါတယ်။နောက်ပြီးတော့ကိုယ့်ရဲ့ဉာဏ်ပညာအတွေးခေါ်တွေကိုအသုံးချပြီးတော့ကြိုးစားလှုပ်ဆောင်မှုလည်းပဲလိုအပ်ပါတယ်။နောက်မိကောင်းဆွေကောင်းဆရာသမားကောင်းတွေရဲ့အကြံကောင်းဉာဏ်ကောင်းတွေဒါအလုံးနဲ့ပတ်သက်တဲ့အကူအညီကောင်းတွေကိုလည်းပဲရရှိစေလိမ့်မယ်ဆိုတာကို တွေ့ရပါတယ်။ဒါအလုံးနဲ့ပတ်သက်ပြီးတော့ပုံမှုပြီးတော့ကံနေကောင်းဖို့တိုးတက်အောင်မြင်မှုတွေကိုရရှိစေဖို့အတွက်တစ်ဖက်ကနေပြီးတော့ကိုတန်းနိုင်သလောက်ဘာသာရေးအလုပ်လေးတွေလည်းပဲလုံခြုံဆောင်ရွက်ပေးပါလို့အကြံပြုပေးလိုပါတယ်ခင်ဗျာ။ဒါပဲဖြစ်ဖြစ်အလုံးခြုံနဲ့ပတ်သက်ပြီးတော့ကောင်းတဲ့လာတလာကိုရရှိလိုနေပါတယ်။အခုဆက်ပြီးတော့ငွေကြေးကံကြမ္မာအခြေအနေကိုကြည့်ပါမယ်။ငွေကြေးပိုင်းဟာလည်းပဲကောင်းမွန်တိုးတက်ပြီးတော့အဆင်ပြေမှုတွေကိုရရှိပါလိမ့်မယ်။ဒါပေမဲ့ဒီလာထဲမှာလည်းအဲဒီတွင်ငွေလုံးဝမမြဲတတ်ပါဘူး။ဝင်သလောက်ပြန်ထွက်ရလလောက် ပြန်ကုန်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတတ်ပါတယ်။ဒါမှမဟုတ်ငွေကြေးပိုင်းဟာအထွက်အပြုအကုန်အကျတွေများနေလိမ့်မယ်လို့တွေးရပါတယ်။ဒါပေမဲ့ငွေကြေးနဲ့ပတ်သက်တဲ့အခက်အခဲတော်တော်များများကိုဖြေရှင်းနိုင်ပါလိမ့်မယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာမှုတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်ဆိုတာကိုတွေးရပါတယ်။ခုဆက်လက်ပြီးတော့ကျန်းမာရေးအတွက်ကိုကြည့်ပြပါမယ်။ကျွန်တော်ရဲ့မိတ်ဆွေများကအခုလိုကျွန်တော်တင်ဆက်ဟောပြောပေးနေတဲ့ဘေးဒင်ဟောစတန်လေးတွေကိုအမြဲကြည့်ရှုအားပေးလို့ရအောင် follow မလုပ်ရသေးဘူးဆိုရင်ဘေးမှာရှိတဲ့အပောင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ထားပေးလို့ရပါတယ်ခင်ဗျာ။ကျန်းမာရေးပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပဲသိပြီးတော့ဘာမှစိတ် ူစရာမရှိပါဘူး။ကျမ်းမာရေးကောင်းစေမဲ့လာတလာပဲဖြစ်ပါတယ်။အဲ့တော့ကျမ်းမာရေးမကြာခဏညံ့နေတဲ့သူတွေ၊ခြူကြနေတဲ့သူတွေဟာလည်းပဲဒီလာပိုင်းတွင်မှဆိုရင်များသောအားဖြင့်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အခြေအနေကောင်းနိုင်ပါတယ်။အသင့်ပြမှုကောင်းမွန်တိုးတက်မှုတွေကိုရရှိစေနိုင်လိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ။လူမှုပေါင်းစည်းဆက်ဆံရေးနဲ့ပတ်သက်တဲ့အခြေအနေပါ။လူမှုရေးပိုင်းမှာတော့ အစင်မပြေတဲ့လူတချို့နဲ့ကြုံတွေ့ရတတ်ပါတယ်တချို့သောလူတွေနဲ့သိတဲ့ဘောသားအမြင်ကွယ်လွယ်မှုတွေဖြစ်ပေါ်စေရပါတယ်ဒါမှမဟုတ်လူတွေကိုနည်းနည်းဂယုတဆိုင်နဲ့တော့ပေါင်းတင်ဆက်ဆံဖို့လိုအပ်လိမ့်မယ်လို့မှာချလိုပါတယ်ခင်ဗျာဒါပညာရေးကံဘာသာရေးကံပဲဖြစ်ပါတယ်ပညာရေးကံမှာအလွန်ကောင်းပါတယ်ပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်ချက်တွေမှာတိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ် ထို့တူပဲဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းပဲအလွန်ကောင်းတဲ့လာတာလာပဲဖြစ်ပါတယ်ခင်ဗျာအလူဒါနတွေကုစုကောင်းမှုတွေကိုလည်းပဲညံ့ညာလေးပြုလို့ဆောင်နေနိုင်ပါလိမ့်မယ်ဘာသာရေးနဲ့ပတ်သက်တဲ့အောင်မြင်မှုတွေကိုရရှိစေမဲ့လာတာလာလို့တွေ့ရပါတယ်နောက်ခရီးသွားလာလှုပ်ရှားမှုနဲ့ပတ်သက်တဲ့အခြေအနေပါဒီကာလအတွင်းမှာခရီးနဲ့ပတ်သက်တဲ့အခြေအနေတွေမှာအဆင်ပြေနိုင်ပါတယ်ဒါပေမဲ့အများသောအားဖြင့်ပေါ့နော်တိတ်ပြီးတော့ခရီးသွားလာမှုတွေနည်းနေမယ်ပုံစံမျိုးလေးတွေတော့ရှိနိုင်ပါတယ်ဒါပေမဲ့သွားပြစ်လာပြစ်ခဲ့မယ်ဆိုရင်လည်းပဲသွားပြစ်လာပြစ်တဲ့ခရီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေနိုင်လိမ့်မယ်ဆိုတာမျိုးကို တွေ့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ရန်အတိုက်ခိုက်တဲ့ပတ်သက်တဲ့အခြေအနေပါဘာမှကိုစိတ်ပူစရာမရှိပါဘူးဘလို့ရန်တွေဘလို့အနှောက်အယှက်တွေဘလို့အတိုက်ခိုက်တွေပဲရှိရှိဒါတွေအားလုံးကိုအောင်မြင်သွားနဲ့ဖြတ်ကျော်စေနိုင်မဲ့လာတက်လာပဲလို့ဟောကြားပေးလိုက်ရပါတယ်ခင်ဗျာကတော့ဗုဒ္ဓဘုရားသီးများအတွက်ဒီဇင်ဘာလပြည့်မှာကြုံတွေ့ရနိုင်တဲ့အကြောင်းချက်လေးတွေကိုအရင်ဆုံးပြည့်ပြည့်စုံစုံလေးဟောပေးတာပါနောက်တစ်ချိန်တဲတော့ကလည်းကျွန်တော်ထပ်ပြီးတော့ချိုးကြည့်ပေးပါဦးမယ်ဗုဒ္ဓဘုရားသီးများဟာဒီဇင်ဘာလထဲမှာဘလို့ကံအခွင့်အလမ်းကောင်းနေ ကြုံတွေ့ရနိုင်အောင်မလဲဘာတွေကိုကယူဆိုင်ဖို့လိုတယ်လဲဘယ်လိုရေရာလေးတွေကိုဆောင်ရွက်သင့်ပါတယ်လဲဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ် ဟုတ်တယ်ခုသားသမီးများခင်ဗျာဒီကာလအတွင်းမှာကြီးကြီးမားမားလုပ်ငန်းဆောင်လာခိစားရက်တွေကိုစတင်စီစဉ်ဆောင်ရွက်ပြစ်ထားမှုတွေကြုံရတတ်ပါတယ်။နောက်ရက်ဝေးအနေပြီးတော့အကူအညီကောင်းထောက်ပံ့ကောင်းအဆက်အသွယ်ကောင်းတွေကိုလည်းပဲရရှိစေနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်။ဘယ်လို့ကိုပဲလို့လို့ဖြည်းဖြည်းချင်းမှန်မှန်ချင်းတဲ့သူအဲစိတ်ရှိသီးခံလေးလေးနဲ့လုပ်ငန်းဆောင်ရွက်ပါတိုးတက်အောင်မြင်မှုတွေကိုမုတ်ချဆိုသလိုရရှိစေနိုင်လိမ့်မယ်ဆိုတာမျိုးကိုတွေ့ရပါတယ်ခင်ဗျာ။ဆောင်ရွက်ရမယ့်ရည်ရွယ်ကတော့ခရီးသွားတဲ့သူကိုခရီးစရိတ်ကူညီပေးပါလို့ရည်ရွယ်လက်ဆောင်တွေပေးလိုက်ပါတယ်။အဲ့တော့ မိတ်ဆွေများကဗီဒီယိုခိုင်လေးကိုအဆုံးထိကြည့်ရှုအားပေးပြီးတဲ့အခါမှာအောက်ပါမှာ comment လေးတွေမှတ်ခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာ